ချောလာမတော်လာမမဗီကီရဲ့ဆိုလိုဗီကီဒီမှာအရှိတဘက်ကဖြေထားတဲ့ဖြေလေးပါ Coachella မသွားလားခဏခဏမေးနေလို့ဒီနှစ်တော့ Coachella မသွားဖြစ်တော့ပါဘူး Oh my gosh ဆရာလေးကြည့်ပါဦးဖေးလေးတကောင်မွေးရင်ကောင်းမလားဘာ breed လေးမွေးရင်ကောင်းမလဲ Should I get a golden retriever or like a frenchie Frenchies are so adorable You know how ဘာခွေးမျိုးစားလေးကြိုက်လဲ Let me know in the comments Coachella weekend 1 and weekend 2နဲ့ရှိရ Weekend 1ကတော့အခု ဒီတစ်ပတ်ပေါ့နော် weekend 2ကတော့နောက်တစ်ပတ်ဘုံလည်းတီးကြမှာပါ तू ကလုံးဝသဲကန်ဒါရီထဲမှာလောက်တာလုံးဝ Coachella Valley လို့ခေါ်တယ်ဒီကီလိုနေတဲ့နေရာနေပြီး Palm Springs ကို2နာရီပဲသွားရတယ်ပြီးတော့အဲ Palm Springs မှာမှာ28မိုင်ဆက်မောင်းလို့ရှိရင်အဲ့ကိုရောက်သွားတာပေါ့နော်ဆိုတော့အရန်မဝေးဘူးဘာမှဒီနှစ်ဗီဒီယိုတွေတွေ့လာတော့မသိဘူးကားတွေကလုံးဝအသေးကျက်တာ6နာရီ8နာရီလောက်လုံးဝပိတ်မိနေတာ I was thinking နောက်နှစ်လောက်တော့ Vicky သွားမယ် Vicky outfit တွေလည်း ready လုပ်ထားမယ်ပေါ့နော်တကယ်ချင်းကသွားဖို့လေလုံးဝဖုန်နေထူပြီးတော့ လောကတဲခန့်တာရဆိုတော့လေမိတ်ကက်တီနဲ့ဖုံနေတဲ့မိတ်ကက်တီကပြက်လူတွေကလည်းအများကြီးပဲသချင်းတွေကလည်းစိုးနေပြီးစနေမိုးလင်းနေပြောတော့ပြောဖို့ကောင်းပါရဲ့အဲ့လို outfit တွေပေါ့နော်အဓိကတော့သူ့ရဲ့ vibe ပေါ့ on top of that နေကလည်းအရန်ပူရဲဈေးတွေကလည်းအကုန်ကြီးရဲတွေ့လားမသိဘူးဗီဒီယိုတစ်ခုမှလေ chicken tenders လေ chicken tenders နဲ့ fries ကို31 dollars that's so overpriced ဈေးတွေကအကုန်ကြီးရဲ but တော့ရင်လည်းစားရမှာပေါ့သိရမလား you have no choice ဒီကိက plan လုပ်လို့ရှင်မဖြစ်လာမှာဆိုလို့3လလောက်ကြိုး plan ဖြစ်လာတယ်6လလောက်ကြိုး plan လို့ရှင်မဖြစ်တာများတယ်ဆိုတော့ i'm kind of worried ပေါ့မှာတော်တော်နေပူနေပြီဆိုတော့လေ အဲအဲ့ဒီအလို့ရှုပ်ထွက်ခန်းစားချိန်ဒီနှစ်တော့မနိုင်သေးဘူးဒါပေမဲ့နောက်နှစ်ဆိုလို့ရှိရင်တော့အောက်စီဒီနှစ်ကတော့အရမ်းမိုက်တယ် Lady Gaga ပါတယ်သူ့ရဲ့ concert တွေကတော့မိုက်တယ်နော်တွေ့ပြီလားဆိုတော့ Coachella weekend ကတော့ Vicky ကတော့အိမ်မှာပဲသေငင်းခံလိုက်ပါတော့မယ် Okay နောက်နှစ် Justin Bieber ဆိုမယ်ဆိုလို့ရှိရင်တော့ Vicky လုံးဝသေချာပေါက်သွားမှာ That's it That's it Coachella မတော်လာမမ Vicky ရဲ့ဒီနေ့အဖြစ်လေးပါဆိုတော့နောက် video ထဲမှာ Vicky unboxing လေးလုပ်ပေးမယ် This is my first time Coachella and see you there